ဒီဗီဒီယိုထဲအိုလီရှိအောင်နဲ့ကြက်ဥပုံစံ6မျိုးထိလောက်စာလို့ရတယ်အဲ့ဒါဟုတ်မဟုတ်သူစင်တော့တူဆန်းကြည့်လိုက်ရအောင်နော်မာလာပစ္စည်းလေးရောက်လာပြီဆိုတော့ဇင်လို့စာဖတ်ကြည့်လိုက်ရအောင်နော်ဒါလေးကိုသူစင်ခွဲတာရောဘတ်350လောက်ကြပါတယ်ရှင့်ပြီးတာနဲ့အာမခန့်တနည်းလက်ပါတယ်ဆိုတော့အရင်အောင်စပြပါတယ်ရှင့်ဖားထဲမှာပါရာရီကတော့ပစ္စည်းလုတ်ပေါ်အာမခန့်စာရွက်ပါမယ်ဥဥဖုံးပါမယ်ပြီးတာနဲ့ပလက်ပေါက်3ပေါက်ဂျူလေးပေါ့နော်ဒါလေးကတော့ပူတင်လုတ်တဲ့ခွက်လေးပါရှင့်နောက်တစ်ခုကတော့ကြက်ဥထည့်တဲ့ဟာလေးနဲ့ပြီးတာနဲ့အိုးပေါ့နော်အိုးလို့ပြောရမှလားဒါမှမဟုတ်ရင်တော့ဒီခွက်လို့ပြောရမှလားပေါ့နော်ပလက်ပေါက်ဂျူလေးကလည်းမတူမရှိလေးပေါ့နော်ဒါလေးကတော့အတွင်းဘက်လေးပါရှင့်ဒါလေးတွေကတော့အိုးရဲ့လုတ်ဆောင်ချက်6မျိုးပါသူ့ဥစ္စာခါတဲ့ရွေးမလားဒါမှမဟုတ်အချိန်နဲ့တတ်မှတ်ပြီး ော့ရွေးမလာပေါ့နော်ကြက်ဥပြုတ်တဲ့ပုံစံ၃မျိုးပါတယ်ကြက်ဥလက်ဖက်ပါတယ်ပြီးရနဲ့ပူတင်လှုပ်တာပါတယ်ဒိန်ချင်လှုပ်တာပါတယ်ပေါ့နော်အရန်အစဉ်ပြေပါတယ်ဒါတော့ကြက်ဥခွက်ထဲတဲ့ဟာနောက်ပြီးရနဲ့ပူတင်လှုပ်တဲ့ဟာဒီအဖုံးပေါ်မှာလည်းအပေါက်ကိုလက်နဲ့မထိဖို့တတိပေးထားပါတယ်ရှင်သဘောတရားလေးကိုနားလည်ပြီးဆိုတော့ဆက်လိုက်ရအောင်နော်ဒီနေ့မှာတော့တစဉ်ကကြက်ဥကိုပုံစံလေးမျိုးလှုပ်ပြပါမယ်ရှင်အရင်ဆုံးကြက်ဥနှလုံးကိုအရင်ထည့်လိုက်ပါမယ်နော်ပြီးရနဲ့ရေထည့်မယ်ရှင်အစဉ်ပြေသလိုရေအနေများထည့်လို့ရပါတယ်ရှင်ပြီးရနဲ့အဖုံးပိတ်မယ်ပလက်ပေါက်ထိုးပြီးရနဲ့ဖြီဝမ်းဆိုတာလေးရွေလိုက်ပါမယ်ပေါ့နော်နောက်ပြီးရနဲ့သူ့ဟာသူ့အလုပ်အော်တိုမက်တစ်လှုပ်ပါမယ်ရှင်ဒီအိုးရဲ့လှုပ်ဆောင်ချက်ပုံစံလေးကလေးစူလိုက်နားလိုက်စူလိုက်နားလိုက်နဲ့ပေါ့ ော်သူဟာသူအော်တိုမက်တစ်ပေါ့နော်လှုပ်ပေးနေပါလေရှင်ရသွားပြီဆိုရင်လေသူကတီတီတီအတက်မြည်ပြီးတော့အနှုတ်နှုတ်ဆိုပြီးတော့ပြသွားမယ်ရှင်အဲ့ဒါဆိုရင်တော့ရပြီပေါ့နော်ဇင်ရွေးလိုက်တဲ့ဖြူပန်းကတော့အကာကျက်ပြီးတော့အနစ်မကျက်တာပေါ့နော်အဲ့ဒါတစင်နဲ့တူတူလာကြည့်လိုက်ရအောင်သူတို့ပြထားတဲ့အတိုင်းဖြည့်ရလာဆိုတာနော်ထဲတယ်ဒီမှာလေးကြည့်လိုက်ပါနော်အနစ်ကမကျက်သေးဘူးအကာကတော့ကျက်သွားပြီရှင်မိုက်တယ်နော်မဆိုးဘူးနောက်ထပ်တစ်မျိုးထပ်ဆန်းပါမယ်မဆန်းခင်လောလောဆယ်ခွဲထားတဲ့ဟာလေးကိုပါစက်လေးထည့်လိုက်ပေါ့နော်နောက်နှလုံးထပ်ပြုတ်ပါမယ်ရှင်ဒါကကျတော့နံပါတ်1ကိုဖြီထူးဆိုတာလေးကိုရွေးမှပေါ့နော်ဒီနေရာမှာမနဲ့အလုတ်သွားတဲ့သူတွေညနေမှပြန်လာစား မဲ့သူတွေအတွက်ပေါ့နော်ပလပောက်ထိုးထားပြီးတော့ကိုပြန်လာတဲ့အချိန်နဲ့ကွက်တီပြုတ်ထားပေးပါဆိုတာကိုယူလို့ရပါတယ်ရှင်ဥပမာပြောမယ်ဆိုရင်နောက်9နာရီမှပြုတ်ပေးပါနောက်3နာရီမှပြုတ်ပေးပါဆိုတာမျိုးပေါ့နော်ဆိုနံပါတ်1ရွေးထားတဲ့ပြုတ်နီလေးရပြီပေါ့နော်ဒါလေးကတော့အကာလည်းမကျက်ဘူးအနစ်လည်းမကျက်ဘူးနော်အကြီးအကျယ်လေးပါရှင်တွေ့တဲ့အတိုင်းပေါ့နော်ဒါလေးကလည်းအလုပ်ဖြစ်ပါတယ်ရှင်ဒါလေးကိုတော့စင်ရတော့အကြီးတကျယ်လေးနဲ့ sauce လေးပုံစံတော့တကြိတ်တယ်ပဲတောက်လိုက်ပါတယ်ရှင်ဒီပုံစံလေးကတော့အရင်ကြိုက်တယ်ပေါ့နော်မနဲ့စောစောတောက်ရတာကိုပြီးတာနဲ့နောက်ထပ်နှစ်လုံးထပ်ပြုတ်ပါမနော်ဒီတစ်ခါမှတော့ P3 နံပါတ်3ကိုရွေးပါမယ်သူကတော့အကာလည်းကျက်တယ်အနစ်လည်းကျက်တယ်ဟဲ့ဒီသမားအတွက်ပေါ့နော်ဒီအိုမျိုးကိုဘယ်လိုလူတွေတုံသင့်လဲဆိုတော့လေချက်ဥကို ပုံစံအလိုက်ပြုတ်မတက်တဲ့သူတွေဒါမှမဟုတ်အချိန်သိပ်ပြီးတော့မအားတဲ့သူတွေပေါ့နော်အဲ့ဒါဆိုရင်တော့အဆင်ပြေပါတယ်ရှင်ကျအုပ်ပြုတ်ရဆောင်နေရင်လည်းနောက်ထပ်တစ်မျိုးစံပြဖို့အတွက်ပေါ့နော်ပူတင်လှုပ်ဖို့ကျအုပ်ခေါက်ထားလိုက်ပါမယ်ရှင်ပြီးတာနဲ့ရေထဲပေါ့နော်ရေရိုးပဲလှုပ်ပြပါမယ်ရှင်ဒီနေရာမှာစံတဲ့သဘောပဲပေါ့နော်ထွထွေထူတကြားတွေထက်ဟိုဟာတွေထဲမပြတော့ပါဘူးရှင်ဒီကောက်ကူကအိုလီကထိုင်းစာရောအင်္ဂလိပ်စာရောနှစ်မျိုးရှိတယ်ပေါ့နော်သူရဲ့လှုပ်ဆောင်ချက်ပုံစံလေးတရားထိုင်းစာလည်းကိစ္စမရှိဘူးပေါ့နော်ခိုးက translate တွေပါတွေရှိတယ်ဆိုတော့လေဒီနေရာမှာတစ်မျိုးလောက်စံပြရုံနဲ့ဆက်ကောင်းမကောင်းသိရပါမယ်တစဉ်ကတော့လေးမျိုးလောက်စံပြလိုက်တယ်ပေါ့နော်ကိုကွင်းကိုကွက်သိရအောင်လို့ဒါကတော့နံပါတ်3ပြုတ်နီးကျအုရဲ့ရလက်လေးပေါ့နော်အကလည်းကျက် တဲ့အနစ်လဲကြက်တော့ဗောနအရန်ဆင့်ပြတယ်ရှင့်ဒီအိုးလေးရှိတော့လေအချိန်လဲကုန်တက်တာလဲလာပြီးတော့လဲထိုင်ဆောက်စီရမလို့ဗောနဒီနေ့ကတော့ပြုတ်ရင်စာပြရင်နဲ့ဗောနတော်တော်လေးဤနေပြီကြက်ဥတဲ့အများကြီးထိုင်စားလို့လေတမျိုးကတော့ကြက်ဥပူတင်လေးစံပြပါမယ်ရှင့်နံပါတ်၄နဲ့ရပါမယ်ဗောနကြက်ဥပူတင်ကိုကြတော့ဒီနေရာမှာသစဉ်ဗာမေ့သွားလဲတွေ့မိကြလားရှင့်စတီခွက်ရဲ့အောက်ကအထိုင်လေးပဲဖြစ်ရတာဗောနအဲ့ဒါကိုလမ်းတဝဲရောက်ခဏဒီမှာတတိယလို့လမ်းကောက်ထည့်လိုက်တော့ဗောနအဲ့ဒါလေးမထည့်တာတဲ့ခါကြရင်လေဒီ အိုးစုတဲ့ခါကျရင်လေဒီစတီကွက်အတန်လေးကက်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 ဆိုပြီးတော့မြည်တယ်ဗောနော်အဲ့ဒါနဲ့လန်သတိရလို့ထဲလိုက်တာနော်သူများမပြောခင်အရင်ပြောထားပါတယ်ရှင်โอเคအခုဆိုရင်တော့ကျုပ်ဘူးတင်လေးရပါပြီရှင်သူရဲ့အိုးလှုပ်ဆောင်ချက်တွေရလေအကလုံးအလုံးဖြစ်တယ်နော်ပြီးရတဲ့အတော်လေးလည်းအဆင်ပြေပါတယ်ရှင်အဲ့ဒါဆိုရင်တော့ကျုပ်ဘူးတင်လေးစားကြလိုက်ရအောင်နော်စားကြည့်တဲ့ခါမှာတော့အရသာလုံးဝမရှိပါဘူးရှင်မွေတုံးကတကြားလည်းမထည့်ဘူးစားလည်းမထည့်ဘူးဆိုတော့ဗောနော်အရသာတော့ပေါ့ပေါ့ရှွတ်ရှွတ်နဲ့စားလိုက်ပါပြီရှင် โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပေါ့နော်ဒီနေ့မှာတော့သတင်းကဟိုရီရှိမှရှိတဲ့ကြက်ဥအမျိုးမျိုးပြောက်အမျိုးမျိုးလောက်လို့ရတဲ့အိုလေးကိုလာပြီးတော့ဆန်ပြပေးလိုက်တယ်ပဲဖြစ်ပါတယ်ပေါ့နော်တော်တော်လေးလည်းအသုံးဝင်ပြီးတော့တုံလို့ရလည်းအရင်အဆင်ပြေပါတယ်ပေါ့နော်โอเคသတင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတော့အတွက်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင့်နောက်ဗီဒီယိုကြမှာပဲသတင်းကဘာလေးတွေစားပြပြီးတော့ဘာလေးတွေဆန်ပြမလဲဆိုတာကြည့်ရှုအားပေးကြပါဦးနော်အားလုံးနောက်ဆက်လာပါတယ်တာတာ